င်္ဂလာပါ11ရုပ်တန်ရဲ့ဇွန်လ25ရက်နေ့မနခင်သတင်းတွေကိုဒါရိုက်ထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ကော့တောင်းမြို့အထက်ကတုံးကျောင်းမှចောင်းသားတဦးကတခန်းထဲနေចောင်းသားတဦးကိုပေါတူးရိုးဖြင့်ရိုက်ခဲမှုမြို့ကများအကြားဝေခံမှုမြင့်တက်နေဆိုတဲ့သတင်းမောတောင်စင်ခွန်နယ်ဆက်ဈေးကိုဇူလိုင်လအတွင်းစမ်းသပ်ဖွင့်လျက်ရန်ထိုင်းနိုင်ငံဘက်မှညှိနှိုင်းမှုများလှုံ့ဆော်နေဆိုတဲ့တဲ့ထိုင်းဝန်ကြီးချုပ်ပေထုံတန်ကအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းဆိုတဲ့တဲ့ ထိုင်းနိုင်ငံမှလောင်စာဆီဝယ်ယူမှုအလုံးကိုရန်နာမီဟုကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြားဆွဲတယ်မဂျစ်စတာမြိုက်တဲ့အတင်းအမ်ဘူမိုကိုပေါင်တန်း60နဲ့ထပ်မံကမ်းလှမ်းဆွဲတယ်အစရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဦးဆုံးတဲ့တဲ့ပုံအနေနဲ့ကော့တောင်းမျိုးအထက်ကတုံးကျောင်းမှအကျောင်းသားတအူးကတခန်းထဲနေအကျောင်းသားတအူးကိုပေါက်တူးရိုးဖြင့်ရိုက်ခဲမှုမြို့ကများအကြားဝေဖန်မှုမြင့်တက်နေဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ကော့တောင်းမျိုးအထက်ကတုံးကျောင်းကကျောင်းသားတအူးကတခန်းထဲနေကျောင်းသားတအူးကို ောက်တူးရိုးနဲ့ရိုက်ခဲမှုမြို့ကန်တွေအကြားဝေဖန်မှုမြင့်တက်နေတယ်လို့သိရပါတယ် ဖြစ်စဉ်ဟာဇွန်လပထမဘက်အတွင်းဖြစ်ပွားခဲ့ပေမဲ့အခုရက်ပိုင်းမှာမြို့ကန်တွေနဲ့လူမှုကွန်ရက်မှာဝေဖန်မှုတွေပြန်လည်ဖြစ်ပေါ်လာတာဖြစ်တယ်လို့သိရပါဗျ။အရိုက်ခံရတဲ့ចောင်းသားကဂရိတ်နိုင်းအတန်းမှာပညာသင်ကြားနေတာပါ။အရိုက်ခံရပြီးတဲ့နောက်မှာအာယုံကျော်ထိသွားလို့ထိုင်းနိုင်ငံရန်နောင်မြို့စီးရင်ကိုပို့လိုက်ရတယ်။ဖြစ်စဉ်ဖြစ်တဲ့အချိန်တုန်းကမျက်လုံးတွေမမြင်ရတော့တဲ့အထိဖြစ်သွားတယ်။စေကူတော်မှုခံယူပြီးနောက်မှာတော့ပြန်လည်တက်တာလာလို့အမြင်အာရုံပြန်ရပြီလို့ကြားရတယ်။အခုစေယုံကစင်းဝင်ရလို့ပြန်တက်တာနေပါပြီလို့ကော်သားမြို့ကန်တေဟုကပြောပါရယ်။ ကျင်းစင်ဟာဇွန်9ရက်မော်လဲ3နာရီခန့်ကအထက်က3အေးရိတ်ညင်ကចောင်းသားတအုပ်ကိုတခန်းတင်းနေចောင်းသားတအုပ်ကပေါတူးရုံနဲ့ရိုက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါចောင်းသားဟာရိုက်ခံရလို့ကော့တောင်းပြည်သူစေယုံမှာရောက်ရှိနေကြောင်းတာဝန်ကျဆေးရုံကဖုန်းနဲ့အကြောင်းကြားလာတဲ့အတွက်ရဲတပ်ဖွဲ့ကတွားရောက်ကြေရှုရာ ကော့တောင်းမြို့အေးရိတ်ငင်ရက်ကွက်ဂရိနိုင်ကျောင်းသာအသက်၁၄နှစ်အရွယ်မောင်ပြဖြိုးမောင်မောင်ဖြစ်ကြောင်းသိရပြီးဝဲနာသွေးထွက်ဝဲနာနောက်ဖူးရောက်တရားရရှိတာကြောင့်မှုကင်းစေးစာရေးသားခဲ့တယ်လို့သိရပါတယ်။အရိုက်ခံရတဲ့မောင်ပြဖြိုးမောင်မောင်ဟာရရှိတဲ့တရားမသက်သာတာကြောင့်ကော့တောင်းမြို့စင်းရုံကနေတဆင့်ထိုင်းနိုင်ငံရန်နောင်းမြို့စင်းရုံကိုပို့ဆောင်ပေးခဲ့ရကြောင်းသိရပါတယ်။ဖြစ်စဉ်ကိုစုံစမ်းခဲ့ရမှာဇွန်9ရက်ကမောင်ပြဖြိုးမောင်မောင်ကိုတခန်းတည်းစာသင်နေတဲ့16နှစ်အရွယ်မောင်ကျော်မိုးဝင်းကတမိုင်းစာသင်ချိန်နဲ့ သိပ်ပံစာတင်ချိန်ဆီယမအကူပြောင်းအချိန်မှာပေါတူးရိုးနဲ့ရိုက်ခဲ့ကြောင်းမောင်ပြေဖြိုးမောင်မောင်နဲ့မောင်ကျော်မိုးဝင်းဟာရန်စားရှိကြောင်းမောင်ကျော်မိုးဝင်းကမခံနိုင်ပေပေါတူးရိုးကိုယူပြီးဦးကောင်းကိုရိုက်ခဲ့ရာဦးကောင်းကွဲခြင်းမရှိပဲဝဲနာသွေးထွက်ဝဲနာနောက်ဖူးရောင်တန်ရာရရှိပြီးစိုးရင်ရတဲ့သတိမေတန်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရရှိခဲ့တဲ့တန်ရာတွေကထိုင်းနိုင်ငံရန်နောင်းမြို့ဆေးရုံမှာခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်ဇွန်9ရက်မှာအနေငယ်မျက်လုံးပြောင်းမြင်ခဲ့ရကြောင်း အခုအခါသက်သာလာပြီးမျက်လုံးပြင်မြင်ရကြောင်းဒေသခံတွေကပြောပါရယ်အစုံဝါဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်နှစ်ဖက်မကြေလည်မှုတွေရှိနေကြရကနေလူမှုကွန်ရက်မှာကြေကြေပြင်းပြင်းဝေဖန်မှုတွေဖြစ်ပေါ်လာတာဖြစ်တယ်လို့သိရပါရယ်နောက်ထပ်ကြေရင်တစ်ပုတ်အနေနဲ့မောတောင်ရှင်ခွန်းနယ်စပ်ဈေးကိုဇူလိုင်လအတွင်းစတက်ဖွင့်လှစ်ရန်ထိုင်းနိုင်ငံဘက်မှညှိနှိုင်းမှုများလှုပ်ဆောင်နေဆိုတဲ့ရင်းကိုတင်ဆက်ပေးပါမယ်မောတောင်ရှင်ခွန်းနယ်စပ်ဈေးကိုဇူလိုင်လအတွင်း စံတက်ဖွဲ့လဲနိုင်မှုထိုင်းနိုင်ငံဘက်ကအညီနိုင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။တနင်္သာရီတိုင်းဒေသကြီးဘိခရိုင်တနင်္သာရီမြို့နယ်မောတောင်မြို့နယ်ထိုင်းနိုင်ငံဘရာချော့ခီခန်ခရိုင်ဒင်းစင်းခွန်ရွာမှာနှစ်နိုင်ငံနယ်စပ်ဂိတ်တွေထားရှိပြီးကုန်သွယ်မှုတွေလုံဆောင်နေခဲ့ပေမဲ့လုံခြုံရေးအနေအထားတွေကြောင့်တွန်းလာမှုရပ်တန့်နေခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံမောတောင်နယ်စပ်ဂိတ်နဲ့ကုန်သွယ်မှုပြုလုပ်ဖို့လိုလားနေကြောင်း ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကစတင်ပြီးမြန်မာဘက်ကတာဝန်ရှိသူတွေနဲ့ဆွေးနွေးနေကြောင်းထိုင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံအနေနဲ့ဒေသခံစီးပွားရေးတိုးတက်ဖို့ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဈေးဖွင့်ဖို့ညှိနှိုင်းပြင်ဆင်နေပါတယ်။ပရာချော့ခီခန်အုပ်ချုပ်ရေးမှုဦးဆောင်ပြီးမြန်မာဘက်ကမောတောင်မြို့တာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆွေးနွေးပြီး2025ခုနှစ်ဇွန်လ3ရက်ကနေ14ရက်အတွင်းနယ်စပ်ကုန်သွယ်ရေးဈေးစမ်းသပ်ဖွင့်လှစ်ဖို့စီစဉ်လျက်ရှိပါတယ်လို့ထိုင်းသတင်းဌာနတစ်ခုမှရေးသားထားတယ်လို့သိရပါတယ်။ လက်ရှိအနေအထားအရမြန်မာတိုင်းနယ်စပ်မောတောင်မြို့မှာတည်ငြိမ်မှုရှိပေမဲ့တနင်္သာရီကနေမောတောင်မြို့ကိုသွားရလမ်းမှာတိုက်ပွဲတွေကြောင့်ခရီးသွားလာမှုရပ်တန့်နေတယ်လို့သိရပါဗျ။မောတောင်နယ်စပ်ကကနေရေထွက်ပစ္စည်းတွေကိုအချိန်တိုအတွင်းပို့ဆောင်လို့ရတယ်။ဘေးမြို့ကနေမိုင်120ပဲရှိတော့၄နိုင်နဲ့အရောက်သွားလို့ရတယ်။အေးကန်းကားတွေနဲ့ပို့ခဲ့ကြတာ လမ်းခရီးအနေထားကသွားလို့မရတာ6လကျော်နေပြီ။ဒေသခံတွေလည်းတီးနှံဒေသထွက်ကုန်နဲ့တနိုင်တပိုင်လုံးလို့မရတော့ဘူး။အခုလက်ရှိအနေထားအရဘယ်သူမှမသွားရဲကြဘူးလို့ဘိမျိုးကကုန်တဲ့တအုပ်ကပြောပါရယ်။ထိုင်းနိုင်ငံအနေနဲ့2025ခုနှစ်ဇွန်လ3ရက်ကနေ14ရက်အထိ10ရက်တာအတွင်းနိုင်ငံဒေသခံတွေရဲ့စိုက်ပျိုးထုတ်လုပ်ကုန်တွေကိုစင်းခွန်ဘက်မှာစမ်းသပ်ရောင်းဝယ်ဖို့လိုလားနေရလို့သိရပါဗျ။ မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံစင်ခုံရွာအထိတောလာခွင့်ရမှာဖြစ်တယ်လို့ထိုင်းနိုင်ငံသားတွေအနေနဲ့လည်းမြန်မာနိုင်ငံမောတောင်မြို့အထိတောလာခွင့်ရဖို့ညှိနှိုင်းနေတယ်လို့သိရပါဗျ။ဆွေးနွေးမှုအောင်မြင်မဲ့ဆိုပါကတောက်ကြစနေနဲ့တနင်္ဂနွေနေ့တွေမှာနေဆက်စီဖွင့်လှစ်သွားမယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းဝန်ကြီးချုပ်ပေထုံတန်းကအစိုးရဘက်ကိုပြင်ဆင်ဖွဲ့စည်းစွဲတဲ့ကိုတင်ဆက်ပေးပါမယ်။ဂျာရူကလည်းနှုတ်ထွက်ဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရတဲ့ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝဟာဇွန်23ရက်မှာအစိုးရဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းမှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။အစိုးရဖွဲ့တွေမှာပါဝင်မဲ့သူတွေကိုဇွန်28ရက်မှာအပြီးသက်ရေးဆွဲသွားမှာဖြစ်ပြီးကာကွယ်ဝင်ကြီးဌာနအပအဝင်အထက်ကယာရုနေရာတွေမှာအပြောင်းလဲတွေရှိနေကြောင်းကြွမ်းကျင်သူတွေကပြောပါရယ်။ ပေထုံထံကမြို့ပေါင်းအစိုးရအဖွဲ့ဝင်ပါတီအားလုံးဟာ၎င်းကိုထောက်ခံကြောင်းကြေပြုခဲ့ကြတယ်လို့ဇွန်22ရက်ကပြောကြားခဲ့ပြီးတဲ့နောက်တရက်အကြာမှာအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးအတွက်ချင်းချောက်မှုတွေကိုဖြေရှင်းဖို့နိုင်ငံရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ကြိုးပမ်းသွားမယ်လို့၎င်းကဆိုပါတယ်။ပေထုံထံဟာကမ္ဘောဒီးယားနဲ့နေဆက်ဒေတာအငင်းပွားမှုကိုစီမံကင်တွယ်မှုညံဖျင်းကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်ပြီးခဲ့တဲ့သတင်းပတ်ကပေါက်ကြားလာခဲ့တဲ့ပေထုံထံနဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ဖုန်းပြောဆိုတဲ့အသံဖိုင်ကြောင့်ပေထုံထံကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးပေထုံထံဟာလူထုကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ဒီအတန်ဖိုင်ပေါကြားမှုနဲ့ပတ်သက်ပြီးဖြူထိုင်းပါတီရဲ့အကြီးဆုံးမိဖက်ပါတီဖြစ်တဲ့ပူဇာထိုင်းပါတီဟာဇွန်18ရက်ကနှုတ်ထွက်ကြောင်းကြေညာခဲ့ပြီးပေါကြားလာခဲ့တဲ့ပေထုံထန်နဲ့ဟွန်ဆန်တို့ရဲ့ဖုန်းဆက်သွယ်ပြောဆိုမှုဟာနိုင်ငံကိုအထိနာစေပြီးစစ်တပ်ရဲ့ဂုံသိက္ခာကိုထိခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံကရှေ့ကိုဆက်သွားရပါမယ်။ပြည်သူတွေအတွက်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်စည်းလုံးညီညွတ်ရမှာဖြစ်ပြီးမူဝါဒတွေကိုချမှတ်ကျင့်သုံးသွားရပါမယ်လို့ပေထုံထန်က United Thai Nation UDN ပါတီအပါအဝင်ညွန်ပေါင်းမေးဖက်တွေနဲ့အစည်းအဝေးပြုလုပ်ပြီးတဲ့နောက် ACE လိုမျိုးမီဒီယာမှာရေးသားခဲ့ပါတယ်။ဒီအစည်းအဝေးမတိုင်မီ UDN ပါတီကညွန်ပေါင်းအစိုးရအဖွဲ့မပြုတ်ခွဲစေဖို့ပေထုံထံကိုရာရုကနေနှုတ်ထွက်ဖို့တောင်းဆိုလိမ့်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာလောင်စာဝယ်ယူမှုအလုံးကိုရန်နာမီကကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံနဲ့ မ္ဘောဒီးယားနိုင်ငံကြားနေဆက်တင်းမာမှုမြင့်တက်နေချိန်မှာထိုင်းနိုင်ငံကနေဝယ်ယူတင်သွင်းနေတဲ့လောင်စာအားလုံးကိုရပ်နားမယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်စ်ကဇွန်22ရက်ကပြောကြားခဲ့ပါတယ်ပြည်ကရလကလာအိုထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တွေဆုံတွေ့တဲ့မြားသရိကန်ဒေတာလို့လူသိများတဲ့နယ်စပ်ဒေတာမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေကြားအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ကမ္ဘောဒီးယားစစ်သားတအူးသေဆုံးခဲ့ပြီးနောက်ပိုင်းနှစ်နိုင်ငံတင်းမာမှုမြင့်တက်ခဲ့ပါတယ်။ ။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကတော့၎င်းတို့ဟာမိမိကိုယ်ကိုခုခံကောက်ွယ်ဖို့လှုံ့ဆော်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီညသကောင်ရံကအစပိုင်းထိုင်းနိုင်ငံရဲ့လောင်စာနဲ့တံငွေတင်ပို့မှုအလုံးကိုရန်နာတို့မှာပါလို့ဟွန်မာနက်က Facebook မှာရေးသားခဲ့ပါတယ်။ပြည်ရင်းလုံစာနဲ့တန်ွေဝယ်လို့အောက်ကိုဖြည့်ဆည်းပေးဖို့စွမ်းအင်ကုမ္ပဏီတွေဟာတခြားအရေးမြစ်တွေထံကနေလုံစာတွေကိုလုံလောက်စွာဝယ်ယူနိုင်စွမ်းရှိတယ်လို့၎င်းကဆိုပါတယ်။ ။ထိုင်းနိုင်ငံဟာမြို့သားလုံခြုံရေးကိုအကြောင်းပြပြီးနှစ်နိုင်ငံနယ်စပ်ဒေသမှာရှိတဲ့ဖြတ်တန်းသွားလာတဲ့စစ်ဆေးရေးဂိတ်တွေမှာတားမြစ်ကန့်သက်ချက်တွေပြုလုပ်ခဲ့ပြီးကမ္ဘောဒီးယားကလည်းဇွန်22ရက်မှာနယ်စပ်ဂိတ်နှစ်ခုကိုပိတ်ထားခဲ့ပါတယ်။ဒါပြင်ကမ္ဘောဒီးယားနိုင်ငံသားတွေကိုလည်းမလိုအပ်ပဲထိုင်းနိုင်ငံကိုခရီးသွားခြင်းမပြုဖို့ကမ္ဘောဒီးယားနိုင်ငံသားရေးဝန်ကြီးဌာနကတိုက်တွန်းခဲ့ပါတယ်။ထိုင်းရဲ့ကောင်စစ်ဝန်ရေးရာဌာနကလည်း ကရီးယားနိုင်ငံတွင်းမှာရှိတဲ့ထိုင်းနိုင်ငံသားတွေအနေနဲ့ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ဒေသတွေကိုတောင်းရောက်ခြင်းမပြုဖို့တတိပေးထားပါတယ်။နောက်ဆုံးအားသာတဲ့တပုတ်အနေနဲ့မန်ချက်စတာယူနိုက်တက်အတင်းအန်ဘူမိုကိုပေါင်တန်း60နဲ့အထက်မှန်ကမ်းလှမ်းဆွဲတဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန်ချက်စတာယူနိုက်တက်အတင်းဟာကင်မရွန်တိုက်စစ်မှုအန်ဘူပိုရဲ့ပြောင်းရွှေ့ခြင်းကိုပေါင်တန်း60အထိတိုးမြင့်ထက်မှန်ကမ်းလှမ်းခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အနေနဲ့အန်ဘူမိုအတွက် ပေါင်တန်း60အထိအကုန်ကြခံသုံးဆွဲဖို့ရှိတယ်လို့သတင်းရင်းမြစ်တွေကိုကိုးကားပြီး ESPN ကရေးသားခဲ့ပါတယ်။အခုလအတွင်းမှာကနအူးပေါင်45တန်းနဲ့ Aaron J ပေါင်10တန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့ Brentford အသင်းကငင်းဆန်ခဲ့ပါတယ်။ Brentford အသင်းဟာအန်ဘူမိုရဲ့ပြောင်းရွှေ့ခြင်းကိုပေါင်65တန်းအထိအလိုရှိနေတာပါ။ဒါကြောင့် Manchester United ရဲ့ထပ်မံကမ်းလှမ်းမှုဟာ Brentford အသင်းမျှော်မှန်းထားတဲ့ပမာဏနဲ့နှိမ့်ဆက်လာနေပြီဖြစ်ပါတယ်။နှစ်ဖက်အသင်းကြားအပြောင်းရွှေ့အတွက်ကာလအတန်ကြာဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ရေတရက်ဘက်အကောင်မှာအပြောင်းရွှေ့ပိုနီးစပ်လာခဲ့ပါတယ်။အမ်ဘူမိုကလည်းမန်ချက်စတာယူနိုက်တက်အသင်းလာမယ့်ရာသီဥရောပဝင်ခွင့်မရပေမဲ့ပြောင်းရွှေ့လိုနေတယ်လို့သိရပါတယ်။လေဗင်ရုပ်တံရဲ့ဇွန်လ25ရက်နေ့မနက်ပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီရှုနားဆင်ပြီးကြရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။